ဆင်မရုံမြန်မာနိုင်ငံမှာအဖြစ်အများဆုံးကင်ဆာယောဂါကဘယ်ယောဂါလဲဟုတ်ပါတယ်အဆုတ်ကင်ဆာယောဂါပဲဖြစ်ပါတယ်ဆင်မရုံမှာကင်ဆာဖြစ်တဲ့သူအယောက်တရာရှိရင်၁၁ယောက်ကအဆုတ်ကင်ဆာဖြစ်တာပဲဖြစ်ပါတယ် အဆုတ်ခင်စာကစဖြစ်တဲ့အချိန်မှာဆိုရင် ပုံမှန်ချောင်းဆိုးတာပုံမှန်အေးအေးပတ်တဲ့ပုံစံမျိုးနဲ့တအားတူပါတယ်။ဒါကြောင့်မို့လူတော်တော်များများကဒါကိုခင်စာမမ်းမသိဘဲနဲ့လိလူရှုမိတတ်ကြတာပေါ့နော်။သူကချောင်းဆိုးတာဆိုပေမဲ့လည်းချောင်းကအကြာကြီးဆိုးတယ်၊ရက်ရှည်လာများပျောက်မသွားဘဲနဲ့ဆိုးတယ်။နောက်တစ်ခုကသွေးတွေအန္တရာယ်ရှိမယ်၊ရင်ဘတ်အောင်မယ်၊အသက်ရှူကျက်မယ်၊ပြီးတော့လွယ်လွယ်နဲ့မောလွယ်ပန်းလွယ်တယ်ပေါ့နော်။ဝိတ်ကျသွားတယ်၊ကိုယ်အလေးချိန်ကျတာကလည်း အရန်ကိုတိတိတသားကြီးကြသွားတာမျိုးဆိုရင်တော့ဒါကအဆုတ်ကင်စာဖြစ်နေပြီလားဆိုတာကိုစစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်ရှင်။ အဆုတ်ကင်ဆာဖြစ်တာကိုကျွန်တော်တို့စောစောသာသိခဲ့မယ်ဆိုရင်တော့အဆုတ်ရဲ့ကင်ဆာဖြစ်နေတဲ့အကျိတ်ရှိတဲ့အစိတ်အပိုင်းပေါ့နော်အဲ့အစိတ်အပိုင်းကိုခွဲစိတ်ပြီးတော့ဖြတ်တောက်ပလိုက်လို့ရတယ်ပြီးမှပဲဆေးလေးတွေသွင်းမယ်ဆိုရင်တော့ဒီကင်ဆာကိုမြ мян ကူတားရတာလွယ်တယ်ပေါ့နော်အဲ့တော့ကင်ဆာဖြစ်တာကိုမသိဘူးသူကအဆုတ်ကနေပြီးတော့ခန္ဓာကိုယ်အနှံ့ကို ပြန့်သွားတဲ့အခါမျိုးမှာဆိုရင်တော့ကူတားရတာခတ်သွားပါပြီဒါဆိုရင်တော့ခွဲစိတ်တာကောဓာတ်ကင်တာကောခီမိုဆေးသွင်းတာပါအားလုံး ပေါင်းပြီးတော့ကုသရတာမျိုးပဲဖြစ်ပါတယ်။အဆုတ်ကင်ဆာဖြစ်ပြီးဆိုရင်ကင်ဆာဖြစ်နေတဲ့သူအယောက်တရာမှာ၃ယောက်ကနေ၄ယောက်ကြားကပဲ၅နှစ်ပြည့်ပြီးတဲ့အထိအသက်ရှင်နိုင်စွမ်းရှိတယ်ပေါ့နော်။ပြောချင်တာကအဆုတ်ကင်ဆာကတေနွန်းအရန်မြင့်တဲ့ကင်ဆာတစ်ခုလည်းဖြစ်ပါတယ်။အဆုတ်ကင်ဆာဘာကြောင့်ဖြစ်ရလဲဆိုရင်နံပါတ်1အချက်ကတော့ဆေးလိပ်တောက်တာဆေးရွက်ကြီးတုံးတာမျိုးပဲဖြစ်ပါတယ် ကိုကဆေးလိမ့်မတောက်ပင်မဲ့လဲကိုဝေးရသူကတစ်ချိန်လုံးဆေးလိမ့်တွေတောက်ပြီးတော့အဲ့ဆေးလိမ့်ငွေတွေကိုကိုကရှူသွင်းနေရမယ်ဆိုရင်လည်းအဆုတ်ခင်စာဖြစ်နိုင်တဲ့ရာခိုင်နှုန်းကမြင့်တက်နိုင်ပါတယ်ရှင်။ဆေးလိမ့်တောက်တဲ့သူတွေကိုဆေးလိမ့်မတောက်ပါနဲ့လို့ပြောရတာကတော့တကယ်ကိုခက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဒေါက်တာ Grace ပါရှင်။